Hello အားလုံးမင်္ဂလာပါကိုဘောကေဖေး Facebook page နဲ့ YouTube channel လေးကလည်းပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီနေ့ video လေးကတော့ကျွန်တော်မင်းပြန်တစ်ထွက်ရှိမဲ့ event နဲ့အတူပါဝင်လာမယ့် mini print ရဲ့ equipment အသေးအကြောင်းလေးကိုပြပြပေးတော့မှာပဲဖြစ်ပါတယ်ဗျ။ video လေးပစခင်ပါကျွန်တော် YouTube channel လေးကို subscribe လုပ်ရတဲ့ subscribe နဲ့ပြီးတော့ဝင်ရပေးပါအောင် subscribe လုပ်ပေးတဲ့ညီကိုလေးတယောက်ရှိနေအောင်ကျေးဇူးများကြီးတင်ပါတယ်။ကဲတော့ let's go brother ကျွန်တော်ရေရှိမဆွဲဘဲနဲ့ video လေးကိုစလိုက်ကြအောင်ဗျ။ ထမအဦးဆုံးအနေနဲ့ event bus တဲမှာကြည့်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တွေဒါ event 2အနေနဲ့တကောင်တဲကိုပဲတွေ့မြင်ရမှာဖြစ်ပါတယ်ဒီလောက်မှာဆိုလို့ရှိရင်တော့ event 2ကတော့တကောင်နဲ့ပါဝင်တာပဲဖြစ်ပါတယ်ဗျဒီကောင်လေးရဲ့ hit point ကကျတော့300ဖြစ်ပါတယ်သူရဲ့ damage ကတော့85ဖြစ်ပါတယ်ဗျသူကကျတော့ဒီတခိုးတွေလိုမျိုးပဲ ghost story တွေပြီးမှသာလေတခြား defend တွေပြန်ပြီးတော့မှ defend ပေးမှာဖြစ်ပါတယ်သူက single target ပဲဖြစ်ပါတယ်အခု event မှာဆိုလို့ရှိရင်တော့ event 2ဖြစ်တယ်ကျွန်တော်တခိုးလေးတွေ10ကောင်ကိုလည်းကျွန်တော် free သုံးလို့ရမှာဖြစ်ပါတယ်ဘယ်လိုမျိုး free ဆိုလို့ရှိရင်တော့ house space free လို့ပြောလို့ရပါတယ်အခုဒီမှာဆိုလို့ရှိရင်ကျွန်တော်တာဟုတ်ဆက်ကုန်မှာဆိုရင်340ဆက်နဲ့ကျွန်တော် dragon ဆက်ကုန်နှကောင် င်ထုတ်ထားတာဖြစ်ပါတယ်ဗျာကျွန်တော်ဒီမှာသွားပြီးတော့မှအပြုံတိုက်မယ်ဆိုလို့ရှိရင်တော့အောက်မှာဘေးနားလေးမှာကြည့်မယ်ဆိုလို့ရှိရင်တော့ဒီတကိုးလေး10កောင်လည်းဒီတိုင်း free သုံးလို့ရနေတာပဲဖြစ်ပါတယ်ဗျာဒါကြတော့ကိုယ့်ရဲ့ဒီ house speed 340နဲ့မဆိုင်ဘဲနဲ့မှသူထပ်ပြီးတော့မှအပုံနောက်ထပ်10កောင်သုံးလို့ရနေတာပဲဖြစ်ပါတယ်ဗျာ okay ဒီဘက်ထဲမှာကြည့်မယ်ဆိုလို့ရှိရင်လည်းကလန်ကဇကိတ်တို့ mini mo 10တို့လည်းတွေ့မြင်မှာဖြစ်ပါတယ်ဗျာ ipad patch ဝဲဝဲမုံဝဲရမှာဆိုလို့ရှိရင်တော့နောက်ဆုံးမှကျွန်တော်ဒီဘက်လက်ဆောင်ပြီးတဲ့ဒီ degradation လေးကိုလည်းရရှိမှာပဲဖြစ်ပါတယ်ဗျာဒါဒီကကားပုံစံလေးဖြစ်ပါတယ် ipad patch မဝဲတဲ့သူကကျတော့အောက်က တန်းကိုမရရှိပြီးတော့မှ event badge ဝယ်တဲ့သူကတော့အပေါ်အောက်ကနှစ်ခုလုံးကိုရရှိမှာပဲဖြစ်ပါတယ်ဗျာအခု event badge လေးဝယ်ချင်တယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ Viber Telegram လေးကိုတယောက်မှရေးထားပေးပါတယ်ဟဲ့အရင်လည်းဆက်သွယ်ပြီးတော့ comment box မှာလာပြီးတော့လည်းအားပေးလို့ရပါတယ်ဗျာ Okay ဒီဘက် show မှာကြည့်မယ်ဆိုလို့ရှိရင်လည်း Minion Print ရဲ့ကျွန်တော် Dark Crown လေးကိုလည်းတွေ့မြင်ရမှာဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်တော့ဒီ equipment လေးတွေမဝယ်ရသေးတဲ့ brother လေးတွေကမရှိသေးတဲ့ညီကိုလေးတွေပေါ့နော်ပြန်ပြီးတော့မှလည်းဒီမှာပြန်ဝယ်လို့ရတာဖြစ်ပါတယ်ဒီမှာဆိုပြန်ရောက်လာရကြတော့မွေလက်ကောက်လေးတွေပြန်ရောက်မယ်ပြီးတော့ကျွန်တော် Magic Meter လေးလည်းပြန်ရောက်လာတွေ့မြင်ရတာပဲဖြစ်ပါတယ်ဗျာဒီဘက်အောက်မှာဆိုလို့ရှိရင်လည်းကျွန်တော် Board of Hero ီရိုတော့ဘိုးတော့ဗီဒီယံတော့ဘိုးတော့ဖိုက်တင်းတော့လည်းပြန်ပြီးတော့မှ꽌လေးနေနဲ့လဲလှယ်ပြီးတော့ဝယ်ယူလို့ရတာပဲဖြစ်ပါတယ်ဗျာ။ Okay Minion Print ရဲ့ Equipment ကတော့ Dark Crown လို့ခေါ်တယ်။ Okay ဒီ Dark Crown လေးကိုကြည့်မယ်ဆိုလို့ရှင်တော့ EP Equipment ဖြစ်တဲ့အတွက်ကြောင့်မို့ Level 29 upgrade လုပ်လို့ရမှာပဲဖြစ်ပါတယ်ဗျာ။ Minion Print ရဲ့ပထမဦးဆုံး EP Equipment လို့လည်းပြောလို့ရတာပဲဖြစ်ပါတယ်ဗျာ။ ဒီကောင်ရဲ့လုံးလုံးပုံလေးရကြတော့သူရဲ့ truth တွေတည်သွားလေသူကပို့ပြီးတော့မှအားရကျန်းလာလေလည်းဖြစ်ပါတယ် damage တွေ hit point တွေပို့ပြီးတော့မှတိုးလာမှာပဲဖြစ်ပါတယ်ဗျသူကသွေးပါပြန်ပြီးတော့မှပြည်တာဖြစ်ပါတယ်တကောင်တည်လို့ရှိရင်တကောင်ရဲ့ပမာဏပေါ့ဥမာနှစ်ကောင်တည်မယ်ဆိုလို့ရှိရင်လည်းသူရဲ့နှစ်ကောင်ရဲ့ power လိုမျိုးဒီဘက်မှာပို့ပြီးတော့မှတက်လာမယ်သူရဲ့ match healing ကကြတော့30ဖြစ်ပါတယ်တော့30ဆိုတော့က ဒီ mass healing က healing ဆိုတာသွေးပြန်ပြည့်တာကိုပြောတာเนาะဒီသွေးပြန်ပြည့်တဲ့ပမာဏကကြတော့30ဒီပြန်ပြီးတော့မှပြည့်တာပဲဖြစ်ပါတယ်။သူကဒီတကောင်နှစ်ကောင်တည်သွားပြီဆိုတာနဲ့ damage ကလည်းကျွန်တော်30%ဒီတန်ပြီးတော့မှကျန်းလာမှာဖြစ်ပါတယ်ဗျ။သူရဲ့ attack speed ကကြတော့ကျွန်တော်17ဖြစ်ပါတယ်။ movement speed ပေါ့เนาะ။ ਨੇ မြန်တဲ့ attack speed ကကြတော့ကျွန်တော်17ဖြစ်ပါတယ်ဗျ။ ဒီကောင်ရဲ့ hit point ကဆိုလို့ရှိရင်တော့900ရှိတာပဲဖြစ်ပါတယ်ဒီကောင်ကတော်တော်လေးကျန်းနေတယ်မှာတော့ပါမယ်ဒီ equation နေရာကြောင့်ဘလို့ပုံစံနဲ့တူလဲဆိုလို့ရှိရင်တော့ကျွန်တော်ကင်းရဲ့ lemmy ပုံစံလိုမျိုးပေါ့နော်ဒါပေမဲ့ပုံစံရင်းတူတာဆိုတာကြီးလာတာအကောင်ကြီးလာတဲ့ပုံစံလိုမျိုးကိုပြောတာနော်ဒါပေမဲ့ပုံစံအလုံးလုံးပုံရင်းတော့လုံးဝတော့မတူဘူးပေါ့ဗျာ ဒီကောင်ကလည်းအဲ့လိုပဲသူတေသွားလို့ရှိရင်အကောင်ကြီးကြီးလာမယ်။ဟိုကောင်ကကျတော့ validity ပေးရတယ်အကောင်ကြီးကတန်းပြီးတော့မှကြီးလာတာပဲဖြစ်ပါတယ်ဗျ။အခုကောနားလဲလေအောင်နည်းနည်းလေးပြောပြပေးတာဖြစ်ပါတယ်။ဒီ equation နဲ့တွဲပြီးတော့မှ attacking ပုံစံလေးကိုလည်းကိုဘောနောက်ဗီဒီယိုမှာထပ်ပြီးတော့မှတင်ပြအောင်မှာဖြစ်ပါတယ်။မနေ့ကထွက်မဲ့ event လေးမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ ghost story တွေ Elisa story တွေကိုဒီပုံစံလေးတွဲမြင်ရမှာဖြစ်ပါတယ်ဗျ။ဒါကကျတော့ Elisa story ပြောင်းလဲသွားမဲ့ပုံစံလေးဖြစ်ပါတယ်။ဒီဘက်ကအလေးကကျတော့ ghost story ပြောင်းလဲသွားမဲ့ပုံစံလေးပဲဖြစ်ပါတယ်ဗျ။ Dead Elisa ကတော့ပုံမှန်တိုင်းပဲမပြောင်းဘူး။ဒီကောင်ကကျတော့ဒီ event အတော်တွင်းမှာပဲဒီလိုပုံစံလေးပြောင်းလဲသွားမှာဖြစ်ပါတယ်။ event ပြီးသွားရင်တော့ပုံမှန် ပုံစံလေးပြန်ပြီးတော့မှဖြစ်သွားမှာပဲဖြစ်ပါတယ်ဗျာ။ Okay ဒီနေ့ဗီဒီယိုလေးကဒီလောက်ပါပဲ။ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတဲ့ညီကိုလေးတယောက်ရှိနေအောင်ကျေးဇူးများကြီးတင်ပါတယ်ဗျာ။ကိုဘွဲ့ရဲ့ YouTube Channel လေးကို Subscribe မလုပ်ရသေးရင်လည်း Subscribe ရေးနေပြီးတော့မှအားပေးလို့ရပါတယ်။ဗလက်ပြတ်ထွက်မဲ့ event လေးကိုလည်းကိုဘွဲ့ရဲ့ Viber Telegram နေဆက်သွယ်ပြီးတော့မှကျွန်တော်စီမှာလာပြီးတော့မှဝယ်လို့ရပါတယ်ဗျာ။အားလုံးပဲဘိုက်ဘိုက်မှာကျွန်တော်ရဲ့ Now Video ချမှာပြန်လည်ဆုံတွေ့ကြပါမယ်ဗျာ။